မဟာဓမ္မကန္ဒီရဲ့စကားလေးနဲ့စတင်လိုက်ရအောင်။ငါမျက်လုံးကိုဖောက်တယ်ဆိုပြီးတခြားသူရဲ့မျက်လုံးကိုပြန်ဖောက်လိုက်ရင်တကဘာလုံးမျက်မမြင်တွေဖြစ်ကုန်မှာပေါ့တဲ့။ဟယ်လိုအားလုံးပဲမိင်္ဂလာပါမမန်ဗလော့ကနေပြန်တဲ့သူဆူလိုက်ပါရစေ။သောတပူးသူတိုင်းသိပါရဲ့မိဘအများစုကကုခလေးကိုလူတော်ဖြစ်အောင်အတားထဲမှာစာကျိုးစဖို့ပဲမှတ်တတ်ကြပါရဲ့ဒါပေမဲ့မိဘအများစုကလူကောင်းဖြစ်အောင်မှာဖို့တော့မိနေတတ်ကြတယ် တင်ရောလူတော်ဖြစ်ချင်လားလူကောင်းဖြစ်ချင်လားကျမကတော့လူကောင်းဖြစ်ဖို့ပဲရွေးချယ်ပါတယ်ဘာလို့လဲဆိုရင်တော့အခုခေတ်ကြီးကလူတော်တွေတိတ်များတယ်နောက်နှစ်တွေကြာသွားရင်လည်းလူတော်တွေအများကြီးထွက်လာအောင်ပါပဲဒါပေမဲ့တော်ရတခုထဲနဲ့ရှင်းဆက်လို့မရတလို့တော်ရတခုထဲနဲ့ရှင်းဆက်ဖို့အဆင်မပြေပါဘူးဘာလို့လဲဆိုရင်တော့ပညာသိတတ်ပေမဲ့လူကောင်းမဟုတ်ဘူးဆိုရင်သူ့ပညာနဲ့လူတွေကိုဒုက္ခပေးနိုင်ပါတယ်ဒါပေမဲ့ လူကောင်းတွေကတော့တော်တဲ့အလုပ်ကိုမလုပ်ရင်နေပါစေသူတို့ကလူတွေကိုဒုက္ခပေးမှာမဟုတ်ဘူးဆိုတာသိချပါတယ်လူကောင်းဖြစ်ဖို့နဲ့ပတ်သက်ပြီးနိုင်ငံချက်ဆာရေးဆရာတယောက်ကလည်းပြောပြထားပါတယ်လူတော်နဲ့လူကောင်းမှာတခုမရှိရဘူးဆိုရင်တော်ရာမရှိနေပါစေ။ကောင်းတာလေးတော့လူချင်တယ်ဆိုပြီးပြောပြထားပါတယ်။စိတ်ပညာရှင်တွေရဲ့လိလတွေ့ရှိချက်အရလူကောင်းတွေမှာရှိတဲ့လူကောင်းတွေမှာတွေ့ရတတ်တဲ့အချက်ခုတစ်ချက်လေးကိုလည်းဒီဗီဒီယိုမှာမျှဝေပေးသွားပါမယ်။ လူကောင်းတွေစီမှာတွေ့ရတတ်တဲ့ပထမဆုံးအချက်နံပါတ်၁ချက်လေးကတော့ကိုချင်းစာတရားပဲဖြစ်ပါတယ်တစ်ဖက်သားကိုစာနာနာလဲတက်တာနံပါတ်၂ချက်ကတော့ယူတာဖြောက်မှတ်တာပဲဖြစ်ပါတယ်ယူတာဖြောက်မှတ်တယ်ဆိုတဲ့အချိန်မှာလိမ်မပြောဘူးကတိတည်တယ်အချိန်ကိုလေးစားတယ်တံပိုးထားတယ်စတာတွေပေါ့နံပါတ်၃ချက်မြောက်အနေနဲ့ကကြတော့လူတွေအပေါ်စည်တနာထားတာဘာပဲလို့လို့စည်တနာပပလောက်တက်တာနံပါတ်၄တာဝန်ယူတတ်တာတာဝန်ယူပြီးလုပ်နိုင်တာ တာဝန်ယူရဆိုတာမိမိကိုမိမိအပါအဝင်ပြဿနာတွေအပေါ်အလုပ်တွေအပေါ်မှာလည်းလိုအပ်လို့ရှိရင်တာဝန်ယူရတဲ့စိတ်ရှိဖို့လိုအပ်ပါတယ်။နံပါတ်၅တစ်ဖက်သားကိုလေးလေးဆက်ဆာဆက်ဆံတာလူကောင်းတွေကဘယ်သူဘယ်ဝါဆိုပြီးတစ်ဖက်သားကိုအစစ်အတမ်းမခွဲခြားပဲလူတိုင်းကိုလေးလေးဆက်ဆာဆက်ဆံတတ်ပါတယ်။နံပါတ်၆ချမ်းမြော်လေးကတော့တကယ်လက်တွေ့လှုပ်ဆောင်ရမှာခက်ခဲပြီးတော့လူကောင်းတွေသာလုပ်နိုင်တဲ့အရာဖြစ်ပါတယ်။အဲ့ဒါကတော့ ်ခွလွတ်တခြင်းခွလွတ်ခြင်းပဲဖြစ်ပါတယ်။နောက်ပါခွနှစ်နောက်ဆုံးချက်လေးကတော့ကျေးဇူးတင်တခြင်းပဲဖြစ်ပါတယ်။လူကောင်းတွေကတဖက်လူရဲ့ကျေးဇူးကိုသိတယ်လို့ကျေးဇူးတင်တဖို့လည်းဝေမလေးရပါဘူး။ဒါကတော့လူကောင်းတွေမှာတွေ့ရတဲ့အချက်ခွနှစ်ချက်လေးပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့သူ့ဘူတိုင်းလူတော်လူကောင်းဖြစ်တဲ့မဟာတမကန်ဒီရဲ့စကားလေးကိုပြန်လည်သုံးသပ်ကြရအောင်။ငါမျက်စိကိုဖောက်တယ်ဆိုပြီးတဖက်လူရဲ့မျက်စိကိုပြန်ဖောက်ရင် တကပါလုံးမျက်မမြင်တွေဖြစ်ကုန်မှာပေါ့ဆိုတာရန်ကိုရန်ချင်းမတွန့်ပြန်ဖူးပြောထားတာဖြစ်ပြီးရန်ကိုရန်ချင်းမတွန့်ပြန်ဖူးဆိုတာလူကောင်းတွေကသာလှုပ်ဆောင်နိုင်တဲ့အရာပဲဖြစ်ပါတယ်လူတော်တွေအများများတဲ့ digital ခေတ်ကြီးထဲမှာမတော်ရင်နေပါစေလူကောင်းလေးဖြစ်အောင်တော့ကြိုးစားကြရအောင်အကယ်၍တင်ကလူကောင်းဖြစ်နေတဲ့ဆိုရင်လည်းဆက်လက်ပြီးတော့စောင့်ထင်းသင့်တဲ့အရာလေးပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲသဘောကျတယ်ဆိုရင်လက်အဲ subscribe လုပ်ပေးခဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင် up with a smile Sunshine for a while Just thinking about you